အမျိုးသားအောင်ပွဲနေ့ကိုဂုဏ်ပြုသောအဖြစ်ပြည်တော်စုစင်စစ်ချုပ်ရုံဝန်ထမ်းများရဲ့စုပေါင်းသွေးလူတံပွဲကိုဒီကနေ့မနက်ပိုင်းကနေပြည်တော်အထွေထွေယောဂကုစေယုံကြီးဂရင်တထောင်မှကျင်းပရာပြည်တော်စုစင်စစ်ချုပ်ဒေါက်တာခင်နိုင်ဦးတက်ရောက်ကြည့်ရှုအားပေးပါတယ်။ စုပေါင်းသွေးလူဒန်းပွဲမှာပြည်ထောင်စုစင်စစ်ချုပ်ရုံးမှဝန်ထမ်းများကသွေးလူဒန်းကြရာဂျမိုင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာတက်ခိုင်ဝင်းပြည်ထောင်စုစင်စစ်ချုပ်ဒုတိယစင်စစ်ချုပ်အမြဲတမ်းတွင်းဝင်ညွှန်ကြားမှုချုပ်များဆေးရုံအုပ်ကြီးနဲ့တာဝန်ရှိသူများကလိုက်လံကြည့်ရှုအားပေးကြပြီးကြက်ဦးအားပြေချိုရီမုံရေတန်းနဲ့လက်ဆောင်ပစ္စည်းများပေးရကြပါတယ်။ အဲ့ဒီနောက်ပြည်တော်စုဝန်ကြီးဒေါက်တာတက်ခိုင်ဝင်းကစေယုံတက်ရောက်ကုသလျက်ရှိတဲ့လူနာများအတွက်သွေးလာရောက်လှူဒန်းကြတဲ့ပြည်တော်စုစင်းစစ်ချုပ်ရုံးမှဝန်ထမ်းများအားကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။